ရေရှည်ဆက်ဆံရေးတိဆောက်မည်လူတယောက်နဲ့တခါတည်းဆက်ဆံရုံမဟုတ်ပေနှစ်ပေါင်းများစွာယုံကြည်မှုရှိတဲ့ဆက်ဆံရေးတစ်ခုဖန်တီးနိုင်ရင်ဘလောက်တန်ဖိုးရှိမလဲတခါကကျွန်တော်တို့ရက်ကွက်ချေးကဦးလေးမောင်ကအိမ်နင်းချင်းတွေနဲ့အမြင်စရင်နဲ့ဆက်ဆံတယ်တရားရအကူညီလို့ရင်သူအမြင်ရှိတယ်ဒါကြောင့်ရက်ကွက်ထဲမှာသူ့ကိုယုံကြည်မှုအပြည့်ရှိတယ်ဒီဗီဒီယိုလေးကတင့်ကို ရေရှည်ဆက်ဆံရေးတွေတိဆောက်နိုင်တဲ့ နီလန်းတွေကိုသင်ပေးမှာပါ။နံပါတ်1ယုံကြည်မှုတည်ဆောက်ပါ။ရေရှည်ဆက်ဆံရေးရဲ့အဓိကသုတ်ချက်ကယုံကြည်မှုပါပဲ။တခါကကျွန်တော်တငယ်ချင်းမလှလှကအလုံးမှလုတ်ဖို့ကင်ဖက်နဲ့ပြဿနာဖြစ်ခဲ့တယ်။သူကငါမတော်လို့ပါလို့ယောသားစွာတောင်းပန်တော့သူတို့ရဲ့ဆက်ဆံရေးကပိုခိုင်မာလာတယ်။ယောသားမှုဂတိတည်မှုကယုံကြည်မှုကိုဖြစ်ပေါ်စေတယ်။ဥပမာအရာရောက်နေဂတိတစ်ခုလောက်ပြီး ဥပမာတညဖုံးဆက်မယ်အဲ့ဒီဂတိကိုတီးပါဒါမှမဟုတ်အမှားဖြစ်ရင်ငါမတော်လို့လို့တောင်းပန်ကြည့်ပြီးတုံ့ပြန်မှုကိုကြည့်ပါနံပါတ်1စိတ်ရင်းနဲ့ဆက်ဆံပါစိတ်ရင်းကရေရှည်ဆက်ဆံရေးကိုခိုင်မာစေပါတယ်ကျွန်တော်အကိုကတငယ်ချင်းရဲ့မွေးနေ့ကိုမှတ်ထားပြီးရိုးချင်းနဲ့လက်ဆောင်ပေးတယ်အဲ့ဒီတငယ်ချင်းကအယံဝမ်းသာပြီးသူတို့ပိုနီးဆက်လာတယ်ဥပမာတငယ်ချင်းဒါမှမဟုတ် ိသားစုရဲ့အရေးကြီးတဲ့အချိန်ကိုမှတ်ထားပြီး လက်ဆောင်လေးဒါမှမဟုတ်ပြွှွှင်ပါစေလို့ပြောကြည့်ပါသူတို့ရဲ့တုံ့ပြန်မှုကိုကြည်ပါနံပါတ်3နားထောင်တတ်ပါစေနားထောင်တတ်ဖို့ကဆက်ဆံရေးကို ပိုနှီးဆက်စေပါတယ်ကျွန်တော်ညီလေးကကြောင်းမှာပြဿနာဖြစ်တာပြောတဲ့အခါအကြံပေးမယ့်အစားမင်းဒီလိုခံစားရတာငါနားလေတယ်လို့နားထောင်ပေးတယ်သူကပိုယုံကြည်လာတယ်ဥပမာတယောက်ယောက်ပြောတဲ့အခါအာယုံစိတ်ပြီး မင်းဒီလိုခံစားရတာငါနားလေတယ်လို့ပြောချင်ပါ သူတို့ရဲ့တုံ့ပြန်မှုကိုကြည်ပါနံပါတ်၄ပြဿနာတွေကို ဖြေရှင်းပါဆက်ဆက်ရင်းမှာ ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်ကျွန်တော်နဲ့တငယ်ချင်းကိုမင်းကစကားများခဲ့တယ်အေးစစ်စစ်စကားပြောကြရအောင်လို့ပြောပြီးသူ့အမြင်ကိုနားထောင်တော့ပြဿနာဖြေရှင်းပြီးဆက်ဆက်ရင်းပို့ခိုင်းပါလာတယ်ဥပမာစကားများဖြစ်ရင်စိတ်အေးအေးထားပြီး ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲလို့ပြောပါတစ်ဖက်လူရဲ့အမြင်ကိုနားထောင်ပြီးတုံ့ပြန်မှုကိုကြည့်ပါနံပါတ်5အပေးအယူမျှတပါဆက်ဆံရေးမှာအပေးအယူမျှတဖို့လိုပါတယ်ကျွန်တော်လုံဖို့ကိုင်ဖက်ကအမေးကူညီပေမဲ့ကျွန်တော်ကပြန်မပေးမီလို့သူ့အကူအညီရက်သွားတယ်နောက်တော့သူ့ကိုကူညီပြီးမင်းကူညီတာငါတန်ဖိုးထားတယ်လို့ပြောတော့ဆက်ဆံရေးပိုကောင်းလာတယ်ဥပမာ တရားရက်ကကုညီရင်ပြန်ကုညီပါမင်းကုညီတာငါတန်ဖိုးထားတယ်လို့ပြောပြီးတုံ့ပြန်